်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျားသခင်ရဲ့မြတ်တာအစစ်အမှန်ဆိုတဲ့ကောင်းစဉ်နဲ့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7အငယ်23ကနေ29ကို ဆင်ခြင်သွားခြင်းပါလေသူတို့ဒီခရစ်တော်ဤဓမ္မဆရာဖြစ်ကြသလိုငါသည်အထူးသဖြင့်ဖြစ်ဤဟုသူယူခဲ့သူဆိုရ၏ပင်ပန်းစွာအမှုကိုအထူးသဖြင့်ဆောင်ရွက်တော်သူရိုက်ပုတ်ခြင်းထောင်ထဲ၌လောင်ထားခြင်းကိုအထူးသဖြင့်ခံရတော်သူတေဘေးနှင့်အချင်းချင်းတွေ့ကြုံတော်သူဖြစ်၏ငါးချိန်မြောက်အောင်ယူဒလူတို့လက်တွင်ဒဏ်ချက်၄၀တခုရုပ်ငါခံခဲ့ရပြီး ၃ချိန်မြောက်အောင်ချိန်လုံးနဲ့ရိုက်ချင်းကို၎င်း၃ချိန်ခဲနဲ့ပြစ်ချင်းကို၎င်းငါခံရပြီ၃ချိန်မြောက်အောင်တင်ပေါ်ပြက်ချင်းကိုခံရပြီ တနေ့နေ့တညပတ်လုံးပင်လေထဲမှာနေရပြီ အချိန်ချင်းဒေတာစာရီလဲ့လေပြီမြစ်ကိုကူတော်ပြီဓမြတိုက်တော်ပြီအမျိုးသားချင်းပြုတော်ပြီတပားအမျိုးသားပြုတော်ပြီမြို့ရွာ၌ရောက်တော်ပြီတော၌ရောက်တော်ပြီ င်လေပြီးညီအကိုဖြစ်ရောင်ဆောင်သောသူတို့ပြုတော်ပြီးဤဘေးများကိုငါတွေးခဲ့ပြီးပင်ပန်းစွာ အမှုဆောင်ရွက်ခြင်းအကျင့်များစွာမအိပ်ဖဲဆောင်နေခြင်းမွတ်သိခြင်းရေငတ်ခြင်းအကျင့်ချင်းအစာရှောင်ခြင်းအချမ်းအေးခံရခြင်းအဝတ်အချီးစီးရှိခြင်းဤဆင်းရဲခြင်းများကိုငါခံခဲ့ပြီးကျွန်တော်တို့အနေနဲ့အကန့်အသတ်မရှိတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုယုံကြည်သလားတကယ်လို့အဲ့ဒီလိုယုံကြည်ထားခြင်းမရှိဘူးဆိုရင်ကျွန်တော်တွေ့ကြုံနေရတဲ့ဒုက္ခပြဿနာအမျိုးမျိုးတွေကိုကြုံလာရတဲ့အခါမှာအဲ့ဒီပြဿနာတွေကိုဘ ഹു ပြုခြင်းကြောင့်အာယုံစိုက်နေခြင်းကြောင့်ဘုရားသခင်ရဲ့မေတ္တာအစစ်အမှန်ကိုမခံစားရတာဖြစ်သွားနိုင်ပါတယ်ဘုရားသခင်ကကျွန်တော်ကိုချစ်တဲ့အကြောင်းယုံကြည်စိတ်ချမှု မခံစားရစေဖို့တားဆီးနေတဲ့အရာတွေများ ရှိနေမလားကျွန်တော်ရဲ့အတိတ်ကသူ့ရဲ့ဂယုဆိုင်မှုနဲ့ဂယုနာကို ပိတ်ဆို့ထားတဲ့အပြစ်တချို့ကိုကျွန်တော်တို့ယုံကြည်လက်ခံထားခြင်းကြောင့်ဖြစ်နိုင်ပါလေအဲ့ဒါဆိုရင်ပေါ်လူအချောင်းကိုစဉ်းစားကြည့်ပါသူဟာအရင်ကခရစ်တော်စီကိုယုံကြည်ကူးစားခြင်းမပြုခင်ခရိယန်များစွာကိုနှိပ်စက်ခဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့နောက်ဆုံးမှာသူဟာခရစ်တော်ရဲ့စကားကိုနားထောင်ပြီးတော့ပရောဖက်ခင်ရဲ့စစ်မှန်တဲ့ မေတ္တာအစစ်အမှန်ကို ခံယူရရှိခဲ့တယ်။ဘုရားသခင်ရဲ့စစ်မှန်တဲ့မေတ္တာကို ခံယူရရှိပြီးတဲ့နောက်ပိုင်းအခက်အခဲတွေပြီးအနည်းငယ်တွေလိမ့်လေလေဖြားမှုတွေပင်ပန်းဆင်းရဲခြင်းအမျိုးမျိုးကိုသူခံရပြီးတော့သူခံစားရတဲ့ဘုရားသခင်ရဲ့မေတ္တာကိုကိုယ်တိုင်ခံစားပြီးတော့ဘုရားသခင်ကိုချစ်ပြီးတော့ဧဝံဂေလိတရားအားဖြင့်သာသနာကြီးစင်တွေအားဖြင့်သူဟာလှုပ်ဆောင်နိုင်ခဲ့ပါတယ် အဲ့ဒီလိုပေါ်လူလို လူတောင်ဘုရားသခင်ကသူ့ကိုချစ်တဲ့အကြောင်းသိမယ်ဆိုရင်ကျွန်တော်တို့ကိုလည်းဘုရားသခင်ချစ်မြတ်လို့ကြောင့်သူ့ရဲ့အပြစ်အပြက်တွေက အကူအညီပေးပါလိမ့်မယ်ကျွန်တော်တို့စိုးရိမ်နေရတဲ့အထွေအကြုံတွေဘလို့ပဲရှိနေပါစေ ပေါ်လူခရစ်တော်ကိုယုံကြည်ကူးစားပြီးတော့မှတွေ့ကြုံကြရတဲ့အခက်အခဲပေါင်းစုံဟာကျွန်တော်နဲ့တူချင်မှတူမှဖြစ်ပေမဲ့ဆက်ဆက်နိုင်ရှင်နိုင်မှုတစ်ခုကတော့ကြုံတွေ့ရနိုင်ပါလေ ဘုရားသခင်ကကျွန်တော်တို့လူသားကိုချစ်ပြီးတော့ကျွန်တော်တို့အပြစ်တွေအတွက်လက်ဝါးကတိုင်မှာအသေးခံဖို့သားတော်ကိုဘုရားသခင်စီလွတ်တော်မူတဲ့ဆိုတဲ့မျှော်လင့်ချက်နဲ့သတင်းစကားကိုယောဟန်အခန်းကြီး3အငယ်16မှာပေါ်ပြထားတဲ့အတိုင်းပေါလုဟာဆက်ပြီးတော့မှဖြန့်ဝေခဲ့တယ်ကျွန်တော်အခြေအနေကတရားများတားမှုမရှိဘူးနာကျင်နေတာပဲဖြစ်နေပါစေရှက်စရာကောင်းနေတာပဲဖြစ်နေပါစေဖြစ်ပြနေတဲ့အချက်တွေကအဲ့ဒီအရာတွေကြောင့ ဘုရားသခင်ကကျွန်တော်ကိုမချစ်တော်ဘူးလို့မဆိုလိုပါဘူးတခါတလေမှာဘုရားသခင်ကကျွန်တော်ရဲ့ဝိညာဉ်အရာချုံးမွေလာစေဖို့အသက်တာမှာကြမ်းတမ်းတဲ့အနာသားတွေကိုပုတ်ပေးပြီးတော့ဘုရားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်ဖြစ်အောင် ပုံသွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်တခါတလေမှာကျွန်တော်အခက်အခဲကြုံတွေ့ရတတ်ပါလေတခြားအချိန်တွေမှာဘုရားသခင်ရဲ့ခွင့်ပြုချက်အားဖြင့်စာတန်နောက်ဆက်မှုကိုအကန့်အသတ်နဲ့ခွင့်ပြုထားတတ်တာလည်းရှိပါတယ် ဘလူပဲဖြစ်ဖြစ်ပြာကင်ကိုယုံကြည်သူတိုင်းအတွက်တယောက်ချင်းစီအတွက်ရည်ရွယ်ထားတဲ့အတိုင်းကျွန်တော်တို့ကောင်းကျိုးအတွက်ပြာကင်ကအရာအလုံးကိုလှူဆောင်နေပါတယ်ဒီအရာတွေကချင်းချက်မရှိမြင့်မြတ်တဲ့ပြာကင်ရဲ့ချစ်ချင်းမေတ္တာရဲ့အမတရားကိုလက်ခံဖို့တော့ချက်ပဲဖြစ်တယ်ကျွန်တော်အနေနဲ့အချင်းအနီတွေတဲ့ပြာကင်ကိုသာ အာယုံစိုက်ပါပြာကင်အကြောင်းကျွန်တော်တို့သင်ယူနေတဲ့အချိန်မှာ သူနဲ့မိတ္တရာဖွဲ့နေရင်လည်းကျွန်တော်တို့အသက်တာအကြောင်းကိုရောကို ဖော်ပြတဲ့အခါမှာသူကိုယုံကြည်ကူးစားခြင်းနဲ့ယုံကြည်နေခြင်းကကျွန်တော်တန်တရားနဲ့ကြောက်ရွံ့မှုတဘောတဘာဝနေရာတွေမှာဘုရားသခင်ရဲ့စစ်မှန်တဲ့မေတ္တာကအစားထိုးလာမှာဖြစ်တယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းဘလို့အခြေအနေနဲ့ဘလို့အချိန်မျိုးမှမဆိုပြောင်းလဲခြင်းမရှိတဲ့ဘုရားသခင်ရဲ့မေတ္တာအစစ်အမှန်ကို နားလေခံစားနိုင်ပါမယ့်အကြောင်းပြာဒခင်ကအတူရှိကောင်းချီးပေးနေပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်